အလောကိုင်းတပါးတည်းရရှိမည်စံစပါးချိတ်ခွဲထုတ်လို့ရှိနိပညာသင်တဲ့အခမဲ့ပေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တနန်းပြီးဆုံးပါကအလောကိုင်းတပါးထဲရရှိမဲ့စန်းစပါးကြိတ်ကွဲထုတ်လုပ်ရေးနည်းပညာတင်နန်းကိုအခမဲ့ပေးဖို့စီစဉ်နေတယ်လို့မြန်မာနိုင်ငံစန်းစပါးအသင်းချုပ်ကသိရပါတယ်။သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနည်းပညာတမွေးပညာနှင့်လေးကျန်ရေးဦးစီးဌာနနှင့်မြန်မာနိုင်ငံစန်းစပါးအသင်းချုပ်တို့အကြား University Industry Collaboration ပုံစံဖြင့်စန်းစပါးကြိတ်ခွဲထုတ်လုပ်ရေးနည်းပညာတင်နန်းကို စားသွေးလက်သွေးတင်ချောင်းမှုပုံစံနဲ့မကြမီဖွင့်လှစ်နိုင်ဖို့ sie sie nicht haben. အစိုးရအသင်းနှန်းတွေကိုစက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း SITE နဲ့အစိုးရစက်မှုလက်မှုသိပ္ပံအင်းစိန် GDI တို့နဲ့ပူးပေါင်းဖွင့်လှစ်ဖို့ညှိနှိုင်းစီစဉ်နေတယ်လို့ဆိုပါတယ်။သင်ရုံးညွှန်းတန်းတဲ့သင်ကြားသင်ယူမှုတွေကိုထိရောက်စေဖို့ကျွမ်းသင်ပြင်ဆင်နေပြီးသင်ရုံးညွှန်းတန်းတဲ့သင်ကြားရေးဆိုင်ရာကျွမ်းကျင်သူတွေ အဖွဲ့အနေနဲ့ပြီးခဲ့တဲ့ရက်ပိုင်းက SITE ရွှေဝါရောင်ဆန်ဆတ်စိတ်လက်မြေဆန်ဆတ်နဲ့ Good Brother ဆန်ဆတ်တွေကိုသင်ရုံးညွှန်းတန်းအထောက်အကူပြုလေးလာရေး းခရီးတွေတွားရောက်ခဲ့တယ်လို့သိရပါတယ်အဆိုပါတင်နန်းကိုလမဲ့ဩဂုတ်လမှစတင်ဖွင့်လင်းဖို့ပြင်ဆင်နေပြီးတင်နန်းကာလ3လခန်းနေ4လခန်းကြာမြင့်မယ်လို့ဆိုပါထိန်တင်နန်းတက်နေစင်ကာလအတွင်းနေထိုင်စားတောက်စရိတ်ငယ်တင်နန်းချီအခမဲ့ဖြစ်ကတင်နန်းပြီးဆုံးပါကဆန်းဆက်များနဲ့ဆန်းစပန်းကုမ္ပဏီတွေမှအလုံးအကိုင်းရရှိမဲ့ employment guarantee training ဖြစ်တယ်လို့သိရပါထိန် တင်နန်းတို့ THS AGDI တက်ရောက်ခဲ့သူလက်မှတ်ရပြီးသူအပါဝင်ဆန်းဆန်းလုပ်ငန်းနယ်သက်ဆိုင်ထေတရက်စစ်ဆက်မှုနည်းပညာပိုင်းဆိုင်ရာအခြေခံအတွေ့အကြုံရှိသူစက်ရုံအလုံးရုံတွေမှာလောက်ကိုင်းခဲ့တဲ့အတွေ့အကြုံရှိသူတွေရဲ့နဲ့ရွေးချယ်စီစစ်မှုနဲ့ပါဝင်တက်ရောက်နိုင်မယ်လို့သိရပါတယ်ရှင်။